ဓမ္မချစ်ခင်သူတို့ရှင်များအားလုံးကိုစိတ်နှပြစင်သာဝရကျမ်းမှချမ်းသာကြ၍ကောင်းကျိုးလူအင်ဆန္ဒမန္တမြပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေဒီကနေ့ဥစဉ်ဓမ္မဒါနပြုမှာကတော့တန်ဘုဒ္ဓဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခြင်းပဲဖြစ်ပါတယ်တဘုဒ္ဓဂါထာတော်ကိုပထမဆုံးပါဠိနေတရာဖြင့်ရွတ်ဖတ်ပူဇော်ပါမယ်။ပြီးတဲ့အခါမှာတဘုဒ္ဓဂါထာတော်ရဲ့ အနာတိပဲအနေငယ်ကို ရှင်းလင်းပြောပြပေးမှာဖြစ်ပါတယ်အခုတန်ဗုဒ္ဓဂါထာတော်ကို ပါဠိနည်းတရားဖြင့်ရွတ်ပတ်ပူဇော်ပါမယ်အလုံးသောဓမ္မချစ်ခင်သူတော်စင်များကလည်းပဲဘုရားကုံတရားကုံတန်ခါဂုံတွေကိုအာယုံပြုပြီးတော့ဦးစင်းနဲ့တူလိုက်ပြီးတော့ရွတ်ပတ်ပူဇော်ကြရအောင် တံဗုဒ္ဓိအထဝီတင်စဒွါတတင်စသဟတကေပိစတတသဟတာနိနမမိတိရသမဟံအပကဝါလူကခင်္ကအနန္တာနိဗုဒ္ဓဇိနာ တေတံဓမိသတံကိသအာဒရိနနမမဟံနမကာရနုဘာဝေနဟိတဝါတပိဥပတဝေအနိကအန္တရာယပိဝိနတံတုအတေတတော် အတ္တဝိတံသုံးပါးဘဝသုံးလောက၌ညာနာရောက်ပေအောင်ပေသိနေနှကြိရှိစုကုန်သောတံဗုဒ္ဓေသာတဆောင်ပမာဉဏ်ရောက်ဝါဖြင့်တစ္ဆာပွင့်လင်းတရားမင်းတို့ကို၎င်း ထွာတတ်သင်္သာသဟတကေနိဗ္ဗံကိံအောင်စမွေလျောင်းသည့်တသောနှစ်ထောင်ဂုံကိုတံဗုဒ္ဓေသာလိုက်ယောင်ပမဉ္ဉံဝါဖြစ်တစ္ဆာလင်းပြောင်းမြတ်ဘုံကောင်းတို့ကို၎င်း ပိစတတသဟတနိတောင်းတိုက်စัจ java ဝလကုံဝါယောင်ရှိန်ငါသိင်ကုန်သောတံဗုဒ္ဓိသာနိယောပမဉဏ်ယောဝါဖြင့်သစ္စာလင်းထိတ်မြတ်မှုနိုင်တို့ကို၎င်းအဟံဗျာတပိတော်တိ တိရတံဥကောင်းယတနာမြတ်အင်္ဂါဖြင့်နမမိယုတိညုကျွတ်အောင်မို၍ရှိခိုးပါ၏ခင်္ဂခင်္ဂယခင်္ဂမြေအတွင်း၌ဝါလူကရှိကြဂုံသောတဲ့တို့သည်အပကနေပါကြဂုံသည်၏ နေဗုဒ္ဓဘုံဇတ်သိမ့်၍ညင်းဧတော်မူကြကုန်ပြီတော်စီနာနောက်ရှေဖန်လမငါပြကိုအရိယမဘုံရောက်ဆက်ဖြင့်ချိုးပြလွယ်ကိုအောင်းတော်မူသောဘုရားရှင်ပေါင်းတို့က အနန္တသင်္ချကနံရေတွယ်မန်းလက်ဆုံးခံတိုင်းမြောက်မရောက်နိုင်ကြကုန်တေစီနေစသူဘုရားရှင်တို့ကို၎င်းဧတံတို့ငါသိ1200နှစ်ကြိတ်ရှိစုကုန်သောဘုရားရှင် မယေမတွက်နိုင်သောဘုရားရှင်တို့ဤဓမ္မင်စာတရားတော်မြတ်ကို၎င်းတန်ခင်စာတပေသံသံဃာတော်မြတ်ကို၎င်းအဟံဘုရားတပိတော်တိအာဒရဏအာဒရံယုတိစွာနမမိရှိခိုးပါ၏ နမကာရနုဘာဝေနဤသို့ရှိခိုးပူဇော်ဖူးမြော်မှန်လျှောကတောရသောပဏာမကုတုကံစေတနာကြောင့်သဗ္ဗေခသိန်းကုံသောဥပဒဝေပိယံတို့ကိုဟိတဝါပေပြောက်၍ အနိကအန္တရာယပိတဗမကံမြန်လသွေသွေအန္တရေဒုတိလေအတိတတောအကျွင်းအကြံမရှိသော အဖြစ်ဝိနတံဒုမုချာမသွေပျောက်ပြတ်ပါစေကုန်တည်း ပန်ဗုဒ္ဓေကာထာတော်ကိုပါဠိနေတယရွတ်ဖတ်ပူဇော်ပြီးတဲ့အခါမှာတန်ဗုဒ္ဓေကာထာတော်ရဲ့အနက်အဓိပ္ပာယ်အနှငယ်ကို ရှင်းလင်းပြောပြပြီးမှဖြစ်ပါတယ်အဲ့တော့တန်ဗုဒ္ဓေကာထာပါဠိမှာပထမဆုံးတန်ဗုဒ္ဓေအထဝီတင်္စဓဝတတင်္စသဟတကေ ပင်စတတ္တသဟတာနိနမာမိတိရတမဟံဒီတိတံဗုဒ္ဓိတဲ့အထဝီတင်စအထဝီတင်စဆိုတာ20နဲ့8စုကိုပြောတာဘုရားပေါင်း28စုဒီကနေ့ခေတ်ပြောနေတဲ့နှစ်ကြိတ်ရှိစုနှစ်ကြိတ်ရှိစုဆိုတာအဲ့ဒီအထဝီတင်စကိုပြောတာ နောက်တစ်ခုကဒွါဒတ်တင်စသဟတကေတဲ့ဒွါဒတ်တင်စသဟတကေဆိုတာကဘုရားပေါင်းတောင်းနှထောင်ကိုပြောတာနောက်ပင်စတတသဟတာနီတဲ့ပင်စတတသဟတာနီဆိုတာကဘုရားပေါင်း၅သိန်းကိုပြောတာပါ အထဝီတင်စ28စုရဲ့ဓာတတင်စသဟတကေ12000ရဲ့ပြင်စတတသဟတနီးဆိုတဲ့၅သိန်းအလုံးပေါင်းလိုက်ရင်၅သိန်း12000 28စု28စုကုန်တော့ဖရာတွေအဲ့ဒီဖရာတွေကိုအဟံဖရာတပိတော်တိတိရတာဥကောင်းယေတနာမျက်အင်ကဖြင့် ဥကောင်းနဲ့ရှိခိုးတာဥကောင်းယေရနာမျက်အင်္ကာဖြစ်နမမိယုတိညွတ်ကျူလက်အုံမိုး၍ရှိခိုးပါ၏ဖျားပေါင်းဘလောက်ကိုရှိခိုးတာလဲဆိုရင်ငါသိ12028စုကုန်တော်ဖျားတံဗုဒ္ဓိအထဝီတင်္စဒွါတတင်္စသဟတကေ ပင်စတတတဟတာနိနမာမိတိရတမဟံဓာတိတိအဲ့တော့ဒီနေရာလေးမှာဦးစင်းကပြောကျင်တာကအထဝီတင်စဆိုတဲ့28စုသောဖရာဒွါတတင်စသဟတကေ1200သောဖရာပင်စတတသဟတာနိ ငါးသိန်းကုန်တော့ဖရာအလုံးစုစုပေါင်းလိုက်တော့ငါးသိန်းတသောင်းနှစ်ထောင်နှစ်ကြိတ်ရှိစုကုန်တော့ဖရာတွေ့ဟာဘေကာလမှာပွင့်သွားကြတဲ့ဖရာတွေ့လေဆိုတာကိုဒါတိအောင်နိုင်ငယ်ပြောပြပါမယ်ဦးစင်းတို့ဂေါရမဘုရားရှင်ဖရာဖြစ်ဖို့အတွက်စိတ်နဲ့ကြံစီစုတောင်းတာ စိန်တိတံတတ္တတင်ချီယံတဲ့ဖျားဖြစ်ဖို့အတွက်စိတ်နဲ့ကြံစီပြီးတော့စိတ်နဲ့ဆုတောင်းတာခုနှစ်တင်ချီကြရတယ်နဝတင်ချီယဝါစကံတဲ့စိတ်နဲ့တင်အမရတော့ဘူးနှုတ်မွက်ပြီးတော့နှုတ်ကအတန်ထွက်ပြီးတော့နှုတ်နဲ့ဆုတောင်းတာက နဝတင်ချီယဝါစကံကိုအတင်ချီကြရတယ်တဲ့ နောက်တစ်ခါကာယဝါစံစတုချတံတဲ့ကိုနဲ့ရောနှုတ်နဲ့ရောကိုနှုတ်စိတ်၃ပါးလုံးနဲ့ဒီလိုပြောရမှာပေါ့ကိုနှုတ်စိတ်၃ပါးလုံးနဲ့ဘုရားဖြစ်ဖို့အတွက်ပါရမီတွေဖြည့်ကျင့်တာက၄သင်္ချေနဲ့ကဘာတသိမ့်ကြတယ်စိတ်နဲ့ဉာဏ်စီစိတ်နဲ့စူတောင်းတာက9သင်္ချေနှုတ်မွက်ပြီးတော့နှုတ်မှအတန်ထွက်ပြီးတော့စူတောင်းတာက ကိုအသင်ချီကိုနှုတ်စေသုံးပါလုံးနဲ့ပါရမီတွေကို ဖြည့်ကျင့်တာကလေးသင်ချီနဲ့ကဘာတသိအဲ့တော့လေးသိင်ချင်တဲ့ကဘာတသိင်ပါရမီတွေကိုဖြည့်ကျင့်နေတဲ့အချိန်ကာလအတွင်းမှာဘုရားပေါင်းဘလောက်ပွင့်သွားတယ်လဲဆိုရင်အထဝီတင်စားတဲ့20နဲ့8စုပွင့်သွားတယ် ဒီတံဗုဒ္ဓအထဝီသင်္ဆတ်ဆိုတဲ့ပါဠိမှာပါတဲ့28စုကုံသောဘုရားတွေဆိုတာအဲ့ဒီ၄သင်္ချင်တဲ့ကဘာတသိန်းကာလမှာပွင့်သွားတဲ့ဘုရားတွေကိုပြောတာနောက်၅သိန်းနဲ့1200ဓာတ်တဲ့သင်္ဆတ်သဟတကိပင်္ဆတတတဟတနိ၅သိန်းနဲ့1200 အဲ့ဒီငါးဒိနဲ့ငါးဒိနဲ့12000တော့ဘုရားတွေဒီဘေကာလမှာပွင့်သွားတဲ့ဘုရားတွေလေဆိုရင်စင်တိတန်တတ္တတင်ချီယံတဲ့စိတ်နဲ့ကြံစီတဲ့ခொနှစ်တင်ချီနဝတင်ချီယဝါစကံနှုတ်နဲ့ဆုတောင်းနဲ့နှုတ်မွဲ့ပြီးအတန်ထွက်ပြီးဆုတောင်းတဲ့ကိုးတင်ချီနှစ်ခုပေါင်းတော့16တင်ချီအဲ့ဒီ16အတင်ချီတော့ကာလအတွင်းမှာ ဖရာပေါင်း9သိန်းနဲ့12000ပွင့်တယ်တဲ့အခုဒီတန်ဖိုးဒီကာထာမှာပါတဲ့9သိန်း12000မကြည့်ရှိစုကုန်သောဖရာတွေဒီဘယ်ကာလမှာပွင့်ခဲ့တဲ့ဖရာတွေလဲဆိုရင်ဦးစင်းတို့ဘုရားရှင်ကိုတော်မြတ်ဂေါရမဘုရားရှင်ကိုတော်မြတ်ဖရာဖြစ်ဖို့အတွက်စိတ်နဲ့ကြံစည်တဲ့ခုနှစ်သိန်းချီနှုတ်နဲ့ဆူတောင်းနဲ့နှုတ်မွက်ပြီးတန်ထွက်ပြီးဆူတောင်းတဲ့ကိုသိန်းချီ ကိုနှုတ်စိတ်၃ပါးလုံးနဲ့ဖျားဖြစ်ဖို့အတွက်ပါရမီတွေကို ဖြည့်ကျင့်တဲ့လေးသိင့်ကျင့်တဲ့ကဘာတသိင့်ဒီကာလတွေအတွင်းမှာပွင့်သွားတဲ့ဘုရားပေါင်းသည်၅သိင့်၁200နှစ်ကြိတ်၈စုတဲ့အဲ့ဒီ၅သိင့်၁200နှစ်ကြိတ်၈စုကုန်သောဘုရားတွေကိုဒါရှစ်ခိုးတာနမာမိတိရတာမဟာတဲ့ဘုရားတပည့်တော်ဒီဥကောင်းယေတနာဖြင့်နမာမိရှစ်ခိုးပါ၏တဲ့ နောက်တစ်ခါအပ္ပကဝါလူကဂင်္ဂအနန္တနိဗ္ဗူတာဇိနာတဲ့ဂင်္ဂဂင်္ဂယဂင်္ဂမြစ်ထဲမှာဝါလူကရှိကြကုန်တဲ့သဲတွေဟာအပ္ပကနဲတောင်မှနဲပါသေးတယ်ရေတွက်မရများပြလာတဲ့ဂင်္ဂမြစ်ထဲကသဲတွေဟာနဲတောင်မှနဲသေးတယ်တဲ့ အနန္တနိဗ္ဗူဒာဇိနာတဲ့ပရိနိဗ္ဗာန်စံသွားကြပြီဖြစ်တဲ့ဖရာတွေဟာမရည်တွက်နိုင်အောင်များပြားပါလေတေတံဓမေသသံကင်စာတဲ့တေတံဆိုတဲ့ပါဠိကဘာပြန်ညွန်းလဲဆိုတော့ငါသိတသောနှစ်ထောင်နှစ်ကြည်ရှိစုကုန်သောဖရာတွေနောက်ပြီးတော့ဂင်္ဂဝါလူသဲစုမကရည်တွက်လို့မရအောင်ပွင့်ခဲ့ကြတဲ့ဖရာတွေ အဲ့ဒီဖရာတွေအားလုံးကိုတေတံဆိုတဲ့ပါဠိနဲ့ညွှန်းတာတေတံတို့ခင်္ကဝါလူသဲစုမကပွင့်တော်မူကြတဲ့ဖရာတွေတေတံတို့ငါးသိန်း၁၂၀၀နှစ်ကြည်ရှိစုကုန်သောဖရာတွေထိုဖရာတွေရဲ့ဓမ္မင်စတရားတော်မြတ်ကို၎င်းတန်ခင်စတပေသတံဃာတော်မြတ်တို့ကို၎င်းတဲ့ ငါသိန်းတသောနှစ်ထောင်နှစ်ကြိရှိစုကုန်သောဘုရားရှင်တွေခင်ကဝါလူသဲစုမကရေတွက်မရအောင်တွင်ခဲ့ကြတဲ့ဘုရားရှင်တွေရဲ့တရားတော်တွေတပည့်သားတန်ဃာတော်တွေကိုအာဒရိနအာဒဒံယူသေးစွာနမာမိရှ िख ုပါ၏အဲ့တော့ဒီတန်ဗုဒ္ဓေဂါထာတော်ဒီဘုရားတဆူတဲ့ကိုရှ िख ိုးတာမဟုတ်ဘူး ၅၁၂၀၀၂၀၀၂ကြိရှိစုဦးစင်းတို့ဂေါတမဖယားစိတ်နဲ့ကြံစည်နှုတ်နဲ့ဆုတောင်းကိုနှုတ်စိတ်၃ပါးလုံးနဲ့ပါရမီတွေဖြည့်ကျင့်တဲ့ကာလအတွင်းတွေမှာပွင့်သွားခဲ့ကြတဲ့၅၁၂၀၀၂၀၀၂ကြိရှိစုကုန်သောဖယားတွေကဒါရှိခိုးတယ်ဒါတင်မေလာဆိုတော့မဟုတ်ဘူးတဲ့ခင်္ဃဝါလူတဲစုမကပွင့်ကုန်ကြတဲ့ဖယားတွေအားလုံးကိုရှိခိုးတယ် ပြီးတဲ့ကအဲ့ဒီဖရာတွေဖရာတွေအားလုံးရဲ့တရားတော်မြတ်တွေတန်ဃာတော်အရိယာတန်ဃာတော်တပည့်သားတန်ဃာတော်မြတ်တွေကိုဒါရှ िख ိုးတာဖြစ်တယ်တဲ့အဲ့ဒီလိုရှ िख ိုးပြီးတဲ့အခါကျတော့နမကာရနုဘဝေနဟိတဝသဗ္ဗိဥပတ္တဝေအနေကအန္တရာယာပိဝိနတ်တန္တုအတေတတော်တဲ့ နမကာရနုဘဝိနဤသို့ရှ िख ိုးပူဇော်ဘူးမျောမလျှော့ကတော့ရတော်ပဏာမကုတုကံစေတနာကြောင့်တပ်ပိခတ်သိန်းကုံသောဥပတ်တဝေဘီယံတို့ကို ဟိတဝပေဖြောက်၍ဘီယံတွင်ပေဖြောက်ပေပြောက်ပြီးတော့အနိကအန္တရာယပိတဗ္ဗမကမြာလသွေသွဲအန္တရေတို့ဒီလေအန္တရေအပေါင်းကနေပြီးတော့ ဝိနတန်တုမုတ်ချမသွေးပျောက်ပြတ်ပါစေတည်းဒီဘုရားရှင်များတရားတော်များတန်ခါတော်များကိုရှ िख ုကတော်ရတဲ့ပဏာမကုတုကံစေတနာကြောင့်ဘေးရန်တွေကနေကင်းဝေးပြီးတော့အန္တရာယ်တွေကနေပြီးတော့လည်းပဲလွတ်မြောက်ရပါလို့ဤလို့ဒါဆုတောင်းတာပါပဲ ဒါကြောင့်ဆရာတော်ကြီးများကပြောတယ်ဒီတန်ဖိုးတိဂါထာတော်ဒီတဲ့လောကီလောကုတ္တရာကောင်းကျိုးချမ်းသာတွေကိုပေးစွမ်းနိုင်တယ်အစွမ်းထက်တဲ့ဂါထာကောင်းကြီးဖြစ်တယ်တဲ့အဲ့တော့ဦးဇင်းတို့ဓမ္မချစ်ခင်သူတော်ဇင်များသည်တန်ဖိုးတိဂါထာတော်ဖြစ်ဖရာတရားတန်ခါယရဏမြတ်၃ပါးတို့အားနေ့စဉ်နေ့တိုင်းရှိခိုးကြတော့ကြပြီးတော့ ဘေးအမျိုးမျိုးအန္တရာယ်အမျိုးမျိုးတို့ကနေပြီးတော့ကင်းဝေးနိုင်ကြပါစေအားလုံးသောဓမ္မချစ်ခင်သူတော်ရှင်များကိုစိတ်နှပြကျမ်းမှချမ်းသာကြ၍ကောင်းကျိုးလူအင်ဆန္ဒများပြည့်ဝနိုင်ကြပါစေ